ဟယ်လိုအားလုံးမင်္ဂလာပါစုရဲ့စုပြည့်ချန်ချန်နယ်ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့စုကမန်လေးပဲကြော်လေးကြော်စားနေတာနဲ့လောက်စားပြလို့ဗီဒီယိုလေးကိုလာမျှဝေတာပဲဖြစ်ပါရဲ့အခုချိန်အားဆိုလို့ရှိရင်ရုံးနေလဲပိအလုပ်တွေလဲပိပြီးတော့နားရက်လေးရနေတဲ့အချိန်မှာကိုလောက်စားနေတာလေးတွေကိုလွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်လုပ်လို့ရတဲ့နီးလေးတွေစုကလာပြီးတော့မျှဝေတာပဲဖြစ်ပါရဲ့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်မန်လေးပဲကြော်နဲ့တွဲစားဖို့အတွက်ကိုလည်းမကြီးချင်လေးဖျော်ပြပေးတာမှလို့စုနဲ့တူတူဗီဒီယိုလေးကိုအစုံနှိမ့်လိုက်ကြည့်ပေးဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါရရှင် ဒီမန္လိပဲကျော်ကိုသူ့ဘက်မှာဆိုရင် ကောက်ညင်ပဲကျော်လို့လည်းများတော့အပြင်ခေါ်ကြပါရဲ့။နေရဒေသအလိုက်မတူညီတာမို့လို့အခေါ်အော်လေးတွေကလည်းတနေရာနဲ့တနေရာမတူညီပဲနဲ့ကွဲပြားနိုင်ပါရဲ့။ ဒီမန်လေးပဲကြော်ရဆိုလို့ရှိရင်သူတို့ကောင်းငင်မုံတို့စံမုံတို့နဲ့ရောဆက်ပြီးတော့လောက်ရဖြစ်တဲ့အတွက်အဲတိတိချာချာလေးအမှုန့်တွေကိုရောဆက်မှသာမုံသားလေးကလည်းညံ့ညက်လေးနဲ့စားလို့ကောင်းတာဖြစ်ပါရဲ့ဒီကောင်းငင်ပဲကြော်ရဆိုလို့ရှိရင်သူတို့မနက်ခင်းစာအနေနဲ့သမင်းပူပူလေးနဲ့ပဲဆက်စားဒီတိုင်းအစာပြေပဲကြော်စားစားအရင်အောင်စားလို့ကောင်းတဲ့အကြော်တမျိုးဖြစ်ပါရဲ့ ။အရင်ဆုံးတော့ဂျင်းခက်ကြီးကြီးတုံးကိုခက်ပါပါလေးတွေလှိထားပေးလိုက်ပါမယ်။ဂျင်းရကြတော့မြင်းများလေးမှဆောက်လို့ကောင်းတာမလို့ဂျင်းမြင်းများလေးထည့်ပါမယ်။ကျင်းနေအောင်လှိထားပြီဆိုရင်တော့ဒါတွေအကုန်လုံးကိုညက်နေအောင်လို့ထောင်းထားပေးလိုက်ပါမယ်။သူ့အခုလှိထားတဲ့ဂျင်းတွေကိုအကုန်ထည့်မှာမဟုတ်ပဲနဲ့သူ့ရဲ့၃ပုံ၂ပုံလောက်ကိုပဲဒီမုတ်သားတွေကိုထည့်ပြီးတော့နောက်ထပ်တစ်ပုံကတော့အချင်းရွဲ့ချန်လာမှာဖြစ်ပါတယ်။သူတို့ဒီဂျင်းတွေအားလုံးကိုတည်တည်ချာချာလေးညက်သွားအောင်ထောင်းထားပေးလိုက်ပါမယ်။ဒီဂျင်းများမှသာသူတို့ဒီကောင်းချင်းပဲကြော်ပါတော့အနံ့မှုမှုလေးနဲ့စားလို့ကောင်းတာပါ။ ဒါကတော့ zoo အသင်းဘဲကိုနူးဤနေအောင်ပြုတ်ထားဖြစ်ပါတယ်။ဒီအသင်းဘဲကဆိုရင်ပြုတ်ရအရန်လွယ်ပေါ့နော်။သူကစိတ်နှားစရာလည်းမလိုဘူး။တခါတည်းရေဆေးကြောပြီးတော့ပြုတ်ပေးလိုက်ရင်ရပါပြီ။လုံးဝနူးဤသွားတဲ့ဒီပြုတ်ထားတဲ့အသင်းဘဲလေးတွေကို zoo ဘကန်ထဲကိုထည့်လိုက်ပါမယ်။ပြီးရင်တော့ဒါလေးတွေကိုကြည်ညက်သွားအောင်ခြေထားလိုက်မယ်။ခြေတဲ့နေရာမှာလုံးဝအကြည်ညက်ကြီးမဟုတ်ဘဲနဲ့ပေါ့နော်။ zoo ကနည်းနည်းလေးခွဲချမ်းလေးတွေကြောင်းခြေထားပေးပါရစေ။ ဆိုရဘမှာတော့ဒီဘဲကိုအသင်းဘဲလို့ခေါ်တယ်ပေါ့နော်တချို့နေရာမှာတော့ပဲလွန်းလို့ခေါ်တာလေကြားဘူးပါတယ်ပဲလွန်းနဲ့အသင်းဘဲကတူလားမတူဘူးလားဆိုတော့စုလည်းတေချာမသိတဲ့အတွက်တကယ်လို့သိတဲ့သူရှင်လဲစုကို comment ကနေပြီးတော့ပြပြပေးလို့ရပါတယ်ပြီးရင်တော့သူ့ရဲကိုကောက်ညင်မုံကိုခင်းခတ်စွန်ကြီးနဲ့နှစ်စွန်းမောက်မောက်ထည့်လိုက်ပါမယ်စံမောင်းကိုတော့သူကကြော်မှဖြစ်တဲ့အတွက်ခမမာလေးလိုချင်လို့အဲတဝက်ကြော်ကြော်လေးထည့်ထားပါတယ်ဟင်းခတ်ဇွန်နဲ့ပေါ့နော် နှစ်ချိုးတစ်ချိုးလောက်ထိကိုအသုံးပြုတာပါတယ်ပြီးရင်တော့သူတို့ကျွတ်ကျွတ်ရလေးဖြစ်နေအောင်စော်တာလေးလည်းအနေငယ်ထည့်ပါမယ်အရသာလေးလေးလေးနက်နက်လေးဖြစ်နေအောင်လို့စားလေးလည်းတည်တည်ထည့်ပါမယ်။ဒီနေရာမှာအချုံမုံတို့ကြက်တာမုံတို့ကိုကြိုက်ရင်တော့ထည့်ပါ။အစုကတော့နည်းနည်းလေးထည့်လိုက်ပါရစေ။ ပြီးရင်တော့အစွန်းကထောင်းထားတဲ့ဂျင်း၃ပုံ၂ပုံကိုဒီထဲကိုတစ်ခါတည်းထည့်လိုက်ပါမယ်။ဂျင်းများများလေးထဲမှာစားကောင်းတာပါ။ပြီးရင်တော့အစိုးရည်မထည့်သေးပဲနဲ့ပဲမှပါတဲ့အစိုးတက်လေးနဲ့ပဲအမောက်အနေနဲ့ရောဆက်သွားအောင်လို့အရင်ဆုံးနေထားပြီးပါတယ်။ဒီနေတဲ့နေရာမှာအရန်အရေးကြီးရပါတော့မုတ်သားကိုတည်တည်ချာချာချွတ်ချွတ်နည်းနည်းလေးအဲနေပြီးတော့မှနှက်ပြီးတော့မှကြော်မယ်ဆိုရင်တော့အရန်အောင်စားလို့ကောင်းတယ်။ကောင်းရင်ပဲကြော်ရမှာပေါ့နော်။ ကျွတ်နေတာနေနဲ့ရေလိုလာနဲ့ရေလေးနည်းနည်းစီထည့်လိုက် နေလိုက်နဲ့လှုပ်ပေးပါမယ်။ရေကိုတော့တခါတည်းအများကြီးမထည့်ရဘဲနဲ့နည်းနည်းချင်းစီပဲထည့်ပြီးတော့မှနည်းနည်းသွားပြရမှာဖြစ်ပါတယ်။ကြီးအများကြီးတခါရဲထည့်လိုက်မယ်ဆိုရင်ဇီရိုမုတ်သားကပြဲပြီးတော့ကြော်တဲ့အခါမှာအဆင်မပြေရမျိုးဖြစ်တတ်ပါရဲ့ဒါကြောင့်မလို့ရေကိုတတိလေးနဲ့နည်းနည်းစီထည့်ပြီးတော့ပဲနည်းနည်းပြေးရမှာပါ အခုလိုမျိုးလေးနေလာရင်တေချာလေးလုံးလာပြီလက်မှလည်းကတ်လာပြီဆိုရင်တော့ဖိဖိပြီးတော့နေပေးပါရယ်ဒီဟာကဂျုံနေရတာတော့တော့မခက်ခဲပါဘူးအရန်ကိုလွယ်ကူပါရယ်ကဲဆုနေနေနဲ့မှလက်မှလည်းမကတ်တော့ဘူးပကံမှလည်းမကတ်တော့တဲ့အနေထားဆိုလို့ရှိရင်တော့ဒီမုတ်သားလေးကရသွားပြီပေါ့နော်သူ့လုံးဝချောညက်သွားတဲ့အထိကို နေထားပေးရမှာပါဒီတော့သူကိုနိုင်ဝက်တနိုင်လောက်နှက်ထားပေးလိုက်ပါမယ်အချိန်မရရင်တော့နိုင်ဝက်လောက်ပဲနှက်ပြီးတော့ကြော်ပေးမယ်ဆိုရင်လည်းရပါတယ် နှက်ပြီးတော့မှကြော်ပေးမယ်ဆိုရင်တော့မောက်သားလေးကချက်ချက်ညက်လေးနဲ့နူးနူးအေးအေးလေးဖြစ်ပြီးတော့စားရတာလည်းပို့ပြီးတော့စားလို့ကောင်းပါရဲ့ဆွေးရနေတာအနေနဲ့မှမောက်သားလေးကလည်းတော်တော်လေးချက်ချက်ညက်ဖြစ်လာပြီးတော့လက်လေးနဲ့ဖြည့်ကြည့်လိုက်လို့အီအီစီစီလေးဖြစ်နေပြီဆိုလို့ရှိရင်တော့ဒီမောက်သားလေးကရသွားပါပြီသူ့ရဲကိုစံချိန်ခွက်နဲ့ရေတစ်ခွက်ချိန်ပြီးတော့ထည့်တာလက်တစ်လုံးလောက်ရေပို့ပါရဲ့ ပဲကလည်းအစတွေကပြုတ်ထားပြီးသားဖြစ်တဲ့အတွက်သူ့မှာရေတက်လျက်ရှိနေတာမလို့ဆိုဒီတဲ့ကိုရေအများကြီးထည့်စရာမလိုဘူးပေါ့နော်။ဒါကိုစုကနိုင်ဝဲလောင်းနှစ်ထားခဲ့ပါမယ်။မောက်သားလေးနှစ်ထားတော့မှတစ်ဖက်ကနေပြီးတော့လည်းအချင်းရေလောက်ဖို့အတွက်ပြင်ဆင်ပါမယ်။ ကျွန်တော် view သုံးလေးမာလာကိုခပ်ပါပါလေးတွေလှီးပြီးတော့မှလုံအောင်နှုတ်နှုတ်လေးဖြစ်တဲ့အထိဆင်နာပေးလိုက်ပါရဲဒါကိုတောင်းတာပေးခြင်းလည်းရပါရဲဂျင်းကတော့အစွမ်းနာကသူ့အရှိမထောင်းခဲ့တဲ့၃ပုံငယ်ရတပုံကိုအသုံးပြုသွားမှာဖြစ်ပါရဲကျွန်တော် view လေးတွေလီဒါပြပြဆိုလို့ရှိရင်တော့သူ့တွေကိုမြုပ်ဒီဇိုင်းလေးထဲမှာမလို့မြုပ်ဒီဇိုင်းလေးလည်းခပ်ပါပါလေးလှီးပြီးတော့ထည့်ထားပေးပါရဲ အခုပြောပြရဲမကြီးချင်လေးရပါတော့ကောင်းချင်းပဲကြော်နဲ့အရင်လိုက်ဖက်တယ်လို့ဆိုအပ်တင်တဲ့အတွက်ဒီအချင်းရင်နဲ့ပဲခဏခဏလှုပ်ရှားပြစ်ပါရဲပြီးရင်တော့သူ့ရဲကိုနနမင်လေးလည်းထဲမှာမလို့ခပ်ပပလေးလေးထားပြလိုက်ပါရဲကြဲအခုဆိုလို့ရှိရင်တော့အချင်းဖြော်ဖို့ရအတွက်ဂျင်းရဲစွတ်တုံသူရဲငေးဥဒီစိန်ရဲနနမင်ရဲဆိုပြီးတော့အားလုံးစုံသွားပြီပေါ့နော် အားလုံးလဲဆုံပြီဆိုတော့သူတို့အချင်းစပြပါမယ်ဒါကတော့မကြီးမဲ့လေးကိုရင်နွေးလေးနဲ့စိတ်နှားတာပေါ့နော်သူ့ရဲ့အရေပဲအသုံးပြပါမယ်အဖက်တွေကိုတော့သူတို့ဖယ်ထုတ်လိုက်မယ်ပေါ့နော်တမင်းစားစွန်းနဲ့၄၅၆စွန်းလောက်အသုံးပြပါမယ်အချင်းလိုရင်တော့ထပ်ထည့်လို့ရပါတယ်ကဲပြီးရင်တော့သူ့ရဲ့ကိုငရုတ်စီလေးနဲ့အသုံးပြုပါမယ်။ဒီမန်လေးပဲကြွားဆိုရင်ငရုတ်စီအချင်းလေးနဲ့ရမ်းလိုက်တာမလို့သူကဒီထဲမှာငရုတ်စီလေးကိုလည်းထည့်ပြီးတော့အသုံးပြုထားတာပါ။ပြီးရင်တော့ဇနကထောင်းထားတဲ့ဂျင်းလေးကိုတစ်ခါလေးထည့်လိုက်ပါမယ်။ ကျင်းထက်ပြီပြီဆိုရင်တော့တက်တော်ဖြူတို့ငရုတ်သေးစိမ့်တို့ကိုပါတစ်ခါရထည့်လိုက်ပါမယ်ဒီအချင်းလေးကိုလိုက်လောက်စားကြည့်ပါအရန်ဟုံးစားလို့ကောင်းပါရဲ့လုံနီးလေးကလည်းအရန်လွယ်ပါတော့ပေါင်ပစ္စည်းတွေကလည်းအရန်အများကြီးမဟုတ်ပါဘူးကဲပြီးတော့သူ့ရဲကိုအချိုမုံလေးတုံးပြူတယ်စားလေးနည်းနည်းထည့်ပါမယ်ပြီးရင်တော့ငရုတ်ဒီအကြမ်းမုံလေးလည်းထည့်ကြတာမို့လို့နည်းနည်းလေးထည့်ပြီးတော့မှအားလုံးသမတ်သောအောင်မွေထားပေးလိုက်ပါမယ် ပြီးရင်တော့အရသာပေါ့ငန်းမြည်ကြည့်ပြီးပြီဆိုရင်နာမည်လေးအုပ်လိုက်ရင်တော့ဒီအချင်လေးရပြီးသွားပြီပေါ့နော်သူ့အမီးအလင်းရောင်ကြောင့်အချင်လေးရနီနီလေးဖြစ်နေတာပေါ့နော်တကယ်တော့အဲ့လောက်ကြီးနေတာမဟုတ်ပါဘူးကြည့်ပြီးတော့အားလုံးသမတော်အမွေပြီးရင်တော့သူ့ရဲ့အရန်ကိုမွေပြီးတော့စားလို့ကောင်းတယ်မကြီးချင်လေးရသွားပါပြီသူ့နှတ်ထားတာလည်းနိုင်ဝက်လောက်ရှိပြီဆိုတော့ဒါလေးကိုစပြီးတော့ကြော်လိုက်ပါတော့မယ် ကြော်ဘုတ်တော့ကိုတော့စီများများလေးထည့်လိုက်ပါရယ်စီပူလာပြီဆိုရင်တော့သူတို့ဒီအကြော်လေးတွေကိုမြွေးစိတ်တိုင်းပုံစံလေးဖော်ပြီးတော့ကြော်လို့ရပါရယ်သူကတော့အဝိုင်းလေးတွေကိုမှခတ်ထူထူလေးတွေပုံစံဖော်ပြီးတော့ကြော်ထားပေးပါရယ်စီနေရာလွတ်နေတဲ့နေရာလေးတွေကိုလည်းတစ်ခါရဲထည့်ပြီးတော့ကြော်လိုက်ပါရယ်တစ်ဖက်ကနေကြက်တော့မှနောက်တစ်ဖက်ကိုလှမ်းပေးရပါမယ် သူတို့ကြော်တဲ့နေရာမှာဒူလေးကိုအသုံးပြုပြီးတော့အခုလိုမျိုးလေးလှန်ပြီးတော့အရန်ကိုအဆင်ပြေပါတယ်ဒူလေးဖြစ်ဖြစ်ဒုတ်လေးတစ်ချောင်းဖြစ်ဖြစ်ပေါ့နော်အကြော်ကြော်တဲ့နေရာမှာတုံးဖို့လှုပ်ထားရင်တော့အရန်ကိုအဆင်ပြေပါတယ်ကျေစုကတော့ဒူလေးကိုအသုံးပြုပြီးတော့ပဲဟိုဘက်ဒီဘက်လှန်လာပြီးလိုက်တာနှစ်ဖက်လုံးစီရှာရှာလေးအခုလိုမျိုးလေးကြက်သွားပြီးဆိုရင်တော့သူတို့ဒါလေးကိုစီစစ်ဖို့အတွက်စကားတွေကိုထည့်ထားပြီးလိုက်ပါမယ် ဒီမောင်းသားလေးကဆိုလို့ရှိရင်အပြင်ခွန်လေးကကြတော့ကျွတ်ကျွတ်လေးနဲ့အတွင်းသားလေးကအီအီလေးနဲ့ပေါ့နော်အချင်းရင်နဲ့စားလိုက်တဲ့အခါမှာဆိုရင်အရန်ကိုစားလို့ကောင်းပါရဲ့စုဆိုလို့ရှိရင်ဒီကောင်းရင်ပဲကြော်ကိုအရန်ကြိုက်တဲ့တွေခဏခဏလှုပ်စားဖြစ်တယ်လောက်ရရလေအချိန်အကြိမ်မပေးရပဲနဲ့အရန်လဲလွယ်ရပေါ့နော်သူတို့နှစ်ဖက်လုံးကြက်သွားပြီးသားအကြော်လေးတွေကိုဇကာလေးထဲမှာစီစစ်ပြီးတော့ဖယ်ထုတ်ထားပေးလိုက်ပါမယ်ကြည်ဒါဆိုလို့ရှိရင်တော့သူတို့အကြော်တွေအားလုံးကိုကျော်လို့ပြီးသွားပြီပဲဖြစ်ပါတယ် တကယ်လို့ဒီမြန်မာနိုင်ငံမှာမဟုတ်ဘဲနဲ့ပေါ့နော်အဝေးမှာရောက်နေသူတွေကပဲလွန်းတို့အသင်းပဲတို့ကိုရှာမရအောင်ဆိုရင်လည်း ready made ပဲပြုတ်ပြီးသားဘူးလေးလာရယ်ပေါ့နော်အဲ့ဒီဘူးလေးတွေကိုအသုံးပြုပြီးတော့လည်းကြော်စားလို့ရပါရဲ့ကျဲဒါဆိုလို့ရှိရင်တော့ပြင်ကွန်ကျွတ်ကျွတ်အတွင်းသားအီအီလေးနဲ့အရန်အောင်စားလို့ကောင်းတဲ့မန်လီပဲကြော်ခေါ်ကောင်းချင်းပဲကြော်လေးရတော့ပြီးသွားပြီဖြစ်ပါရဲ့ဆီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တဦးတယောက်ရှင်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါရဲ့နောက်ထပ်လည်းစုကိချန်ချန်နယ်ကနေပြီးတော့လွယ်ကူရွေးရှင်းတဲ့ဟင်းချက်နီမောလုံးနီလေးတွေကိုလည်းစလိုက်တင်ပေးသွားအောင်ပါဖြစ်လို့ဆီရဲ့စုကိချန်ချန်နယ်လေးကို လည်း subscribe လုပ်ပြီးတော့အပိတ်ခဲ့ပါအောင်ရှင်ဗီဒီယိုလေးအစ်စ်တင်တိုင်းကြည့်ရဖို့အတွက်ဘီနာက notification လေးကိုလည်းနှိပ်ခဲ့ဖို့မမေ့နိုင်အောင်နော်ကျေးဇူးပါ